ပရီးမီးယားလိကိုပြန်လာမဲ့ Harry Kane နဲ့အားအသင့်ဖွဲ့တဲ့နေထွက်ပေါ်လာတဲ့ United အားလုံးပဲမင်္ဂလာပါများ။ Manchester Football ဇွန်ဝါရီတင်ဆက်နေပါပြီ။ Manchester United အသင်းဟာပရီးမီးယားလိကိုပြန်လာမယ်လို့သတင်းတွေထွက်ပေါ်နေတဲ့ဘာမင်းနဲ့အသင်းရဲ့အင်္ဂလန်ဝိုင်းတိုင်းစစ်မှု Harry Kane ကိုခေါ်ယူဖို့စီစဉ်စားနေပါပြီ။စာချုပ်ပါချက်လက်တွေအရလည်း Harry Kane ရဲ့ပြောင်းရွှေ့ခြင်းကဈေးသက်သက်သာသာပဲဖြစ်မယ်လို့သိရပါပြီ။ချင်းဒီအားလုံးပြည့်စုံမယ်ဆိုရင်တော့ United က Harry Kane ကိုပြောင်းရွှေ့ရေးပေါင်း56တန်းဝင်းကျင်နဲ့ခေါ်ယူနိုင်လိမ့်မယ်လို့သိရပါပြီ။ အသက်30နှစ်အရွယ်ဝိုင်းတိုင်းရှင်မှုပါအသက်ရလာပြီဆိုပေမဲ့အခုချိန်ထိတွက်လက်ပြီးတော့တင်ကိုရီတတိုင်းတိုင်းသိယူနိုင်နေတုံးဖြစ်ပါလိမ့်ဒါမင်းနဲ့ကိန်းတို့ရဲ့လက်ရှိစာချုပ်ကလာမယ့်2029ခုနှစ်မှာတက်တန်းကုန်ရှင်သွားမှာပါမြတ်တဘက်ကလည်းပရီးမီးယားလိအတွေ့ကြုံရင်တိုက်စစ်မှုတအုပ်ကိုနှစ်ပေါင်းများစွာရှာဖွေနေတယ်လို့ကိန်းနယ်လည်းအချိန်တော်ကြာသတင်းတွေထွက်ထားခဲ့ပူပါလိမ့်အင်္ဂလန်တိုက်စစ်မှုဖြစ်သူ Harry Kane ကလည်းပရီးမီးယားလိကိုပြန်လာပြီးတော့သူ့ရဲ့ကိုယ်သွင်းစံချိန်တွေကိုအပြီးသတ်ကျင်နေတာပါမြတ်တက Harry Kane Spurs အသင်းမှာရှိတုံးကလည်းခေါ်ယူဖို့ခဏခဏကြိုးစားခဲ့ပူပါလိမ့် ဒါပေမဲ့အချိန်လေးရဲရဲကြောင့်အပြောင်းရွှေ့ကဖြစ်ပေါ်မလာခဲ့ပါဘူး။လက်ရှိမှာလည်း United တိုက်စစ်ကသင်းကိုရီရှားပါနေပြီးကိန်းနာရောက်ရှိလာမယ်ဆိုရင်အများကြီးတိုးတက်လာဖို့ရှိနေပါပြီ။ညတကဒီနေရာဒီအပြောင်းရွှေ့မှာ Slovenia တို့ငွေတိုက်စစ်မှု Benjamin Shesko ကိုခွဲယူချပြီးမြေ Shesko က Premier League နဲ့အစိမ်းသက်သက်ကစားမှဖြစ်လို့သင်းကိုရီရရှိဖို့ယုံကန်နေကြရတာပါ။ကိန်းကိုခွဲယူနိုင်ကြရင်တော့ Shesko လည်းကမ္ဘာစင်တိုက်စစ်မှုစီကနေအနီးကပ်သင်ယူခွင့်ရရှိသွားမှာဖြစ်ပါပြီ။ ဒီကနေ့ထင်ဆက်မကတော့ဒီလောက်ပါပဲခင်ဗျာနောက်ဆုံးရအကစားသတင်းတွေအပြောင်းရှေ့သတင်းတွေနဲ့စိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာမလို့ page ကို like and follow လုပ်ထားပြီးတော့ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုးလိုက်ပါရခင်ဗျာ